ဒီနေ့ကျွန်တော် recap လုပ်ပေးသွားမယ့် anime တွေကတော့ the beginning after the end ပဲဖြစ်ပါတယ် episode 1ရဲ့အစမှာတော့ဘယ်ကမှမသိရဲ့ဘယ်ကြီးတွေရဲ့ဆိုလို့ရှိရင်ဖြင့်သူ့ကိုယ်သူငါဟာဘယင်တပါဖြစ်ခဲ့တယ်ဆိုပြီးပြောနေရတော့တွေ့မြင်ရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲဘယ်ကမှမသိရဲ့နောက်ထပ်လူတယောက်နဲ့သူကစတင်ပြီးတော့တိုက်ခိုက်ကြပါတယ်အဲ့ဒီအချိန်မှာလည်းသူကပဲနိုင်ရသွားကအဲ့ဒီလူကိုတော့ရဲရဲဆက်ဆက်တက်လိုက်တာကိုတော့တွေ့မြင်ရမှာဖြစ်ပါတယ်နောက်ခန်းမှာတော့မျိုးတစ်မျိုးကိုလင်းမြန်နေနဲ့ဝိုင်းတိုက်ခိုက်နေကအဲ့ဒါကြီးကိုသွေးအေးနဲ့ပြန်ကြည့်နေတာကတော့သူ့ကိုယ်ကိုယ်သူဘယင်လို့ပြောခဲ့တဲ့သူပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့သူကဘယင်ဖြစ်ခဲ့တာပဲဆိုကသူ့ကိုယ်ကို ပြန်ပြောရ င်သူကိုယ်တိုင်ဘယ်နေရာမှမသိရတဲ့နေရာတစ်ခုကိုရောက်နေတာတွေ့မြင်ရမှာဖြစ်ပါတယ်။တယောက်ယောက်ကသူ့ကိုကျေးဇူးပြုပြီးတော့ဘွားတင်မှာအလင်းရောင်ကိုဆိုပြီးတော့စကားကရက်သွားကသူဟာလူနှစ်ယောက်ကိုစတင်တွေ့လိုက်ရပါတယ်။အဲ့ဒီချိန်မှာတော့ကောင်လေးဖြစ်သူကသူ့ကိုယ်ကိုသူမင်းရဲ့ပပလေးဆိုပြီးတော့မိတ်ဆက်ပြီးတော့သူ့ရဲ့ဇနီးတယ်လို့ထင်ရသူကလည်းရေးရဲ့အခုမှကလေးပဲရှိသေးတယ်ဘယ်လိုနားလဲမှာလဲဆိုပြီးတော့သူ့ရဲ့ယောက်ျားကိုထိန်လိုက်ပါတယ်။အဲ့ဒီတော့ကောင်မလေးရောကောင်လေးရောကသူ့ရဲ့နာမည်ကိုအာစာလို့ခေါ်ကအာစာကလည်းသူတို့နှစ်ယောက်လုံးကိုမသိဘဲနဲ့သူ့ကိုယ်ကိုသူပြန်နဲ့မွေးဖားခံရတာဆိုတာကိုသိသွားပါတယ်။အဲ့ဒီတော့အာစာကလည်းငါလို့အောင်ပွဲ တွေနဲ့ပြည်နေတဲ့ဘရင်တယောက်ကဒလိုနူးညံ့တဲ့ကလေးတစ်ကောင်မလားဖြစ်ရတယ်လို့ဆိုပြီးတော့သူ့ကိုသူစိတ်မကျေနပ်ဖြစ်နေပါတယ်။အဲ့ဒီနောက်အာဆာကပဲ Alice နဲ့ Ria ငါ့ကိုတကယ်ကယူဆိုင်တာပဲငါ့ကိုကလေးလိုထင်နေရပဲဖြစ်မယ်။ဒါကဖြစ်တဲ့နေလေဆိုပြီးတော့ပြောလိုက်ပါတယ်။ Ria ကလည်းအာဆာကိုလက်နဲ့လာတော့ကအာဆာကလည်းသူ့ရဲ့လက်ကိုပြန်ပြီးတော့ဆုပ်ကန်လိုက်တဲ့အချိန်မှာတော့ Ria ကလည်းမြင်လားအာဆာကငါ့ကိုရမ်းချစ်တာလို့ပြောလိုက်တဲ့အချိန်မှာတော့အာဆာကလည်းသူ့ရဲ့လက်ကိုလိုက်ခါသူ့ရဲ့စိတ်ထဲမှာတော့ဒါဟာတုံ့ပြန်မှုတသက်ပဲဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒီနောက်ကလေးဖြစ်တဲ့အကြောင်းတချို့ရုပ်ပိုင်းဆိုင်ရာတွေမထင်ချုံနိုင်တာကြောင့်သူ့ကိုကိုသူ့ဒီခန္ဓာကိုယ်က တကယ်ကိုကျင်းထောင်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။နောက်ရမှာတော့အာစတာကိုအလစ်နဲ့ရေကသူနဲ့မရင်းနှီးတဲ့ဆွမ်းအားတွေကိုတုံးပြနေရတော့တွေ့မြင်မှာဖြစ်ပါတယ်။နောက်ခံပါလဲရေအနေနဲ့တောဝဲကြီးတကောင်ကိုတမနေတာကိုတော့တွေ့မြင်မှာဖြစ်ပြီးတော့တမပြီးတဲ့အချိန်မှာတော့သူ့ရဲ့အဖွဲသားတွေလို့ထင်ရတဲ့သူတချို့ကသူ့နားကိုရောက်လာပါတယ်။ရေတယောက်အိမ်မြန်ရောက်လာတဲ့အချိန်မှာတော့အာစတာကလည်းအသိပညာကလက်နက်ပဲငါအနေနဲ့ဒီဘက်ဝင်းကျင်ကိုဆက်လက်လေ့လာရမယ်။ဒီလိုတာမန်တိုင်းဝမ်ကတော့လက်နက်တွေကိုတုံးနိုင်နေဆိုလို့ရှိရင်ဒီဟာကတော်တော်အန္တရာယ်ရှိရလို့ပြောလို့ရတယ်။ငါအနေနဲ့ဆ ားအမြန်ဆုံးရမှာဖြစ်မယ်ဆိုပြီးတော့သူရဲ့စိတ်ထဲမှာပြောလိုက်ပါတယ်အဲဒီနောက်အဲလစ်ကလည်းရေကိုမလောက်တာကြပြီဆိုတော့အဆင်ပြေရလားလို့မေးတော့ရေကလည်းဒီလောက်အလုပ်အသေးလေးတော့ကတော့အေးဆေးပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်အာဆာရဲ့စိတ်ထဲမှာတော့သူ့အနေနဲ့မလွတ်လပ်မှုတွေနဲ့ပြည်နေပေမဲ့လည်းဒီချိန်လေးကတိတ်တော့မဆိုးလာပါဘူးဆိုပြီးတော့အရင်တစ်ချိန်ကအကြောင်းတွေကိုပြန်ပြီးတော့တွင်းမိပါတယ်အဲဒီလိုနဲ့လာနေကြတဲ့အခါမှာတော့အာဆာတယောက်လည်းလေးပဲသွားတဲ့အရွယ်ကိုရောက်လာကအဲလစ်နဲ့ရေကလည်းသူ့ကိုမထိခိုက်မိအောင်ကြည့်နေပါတယ်အဲဒီနောက်အာဆာကလည်းမှန်ကိုကြည့်ကလာတော့ကြပြီဆိုပေမဲ့ငါအနေနဲ့အာဆာဆိုတဲ့နာမည်နဲ့ တိတ်ယင်မနေသေးဘူးလို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ Aries တယောက်ကတော့အာစာကိုတိတ်ပြီးတော့အာစာကလည်းအိတ်ချောင်ဆောင်ကတူသွားခြင်းနဲ့စာအုပ်စင်ဘက်ကိုသွားတာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်အဲ့ဒီနောက်စာအုပ်တို့ကိုဆွေးလိုက်ကနောက်ဆုံးတော့ငါလိုချင်တဲ့အရာရပြီဆိုကတူရင်းနေနဲ့ဒီနိုင်ငံအချက်အလက်တွေကိုစတင်ဖတ်ပါတော့တယ်သူနေနေရာကတော့ဒီကတန်လို့ခေါ်တဲ့တိုင်မှာဖြစ်ပြီးတော့ဒီကဘာမှနိုင်ငံကြီးသုံးနိုင်ငံကြီးကတခုကတော့တာဗီလို့ခေါ်တဲ့လူပုလေးတွေနေတဲ့မြေအောင်နိုင်ငံနောက်တစ်ခုကတော့အယ်လီယာနိုလို့ခေါ်တဲ့နေတဲ့ငယ်တွေနေတဲ့နိုင်ငံဒါပြီးတော့စပင်လို့ခေါ်တဲ့သူတို့နေနေတဲ့နိုင်ငံဆိုပြီးတော့ပြောပြလိုက်ပါတယ်စပင်ဆို ိုလို့ရှင်ဖြင့်လူသားများဆုံးနေထိုင်တဲ့နိုင်ငံဖြစ်ပြီးတော့ဘရင်စနစ်နဲ့အုပ်ချုပ်ကအဲ့ဒီဖရင်ဖြစ်ဖို့အတွက်လက်ချီနန်းကိုလူယူလို့မရဘူးဆိုတာသူကသိသွားပါတယ်။အဲဒီနောက်အာစတာကပဲဒီကဘာဟာသူ့ရဲ့အရင်ကဘာနဲ့ရှင်လို့ရှင်ရင်ဖွံ့ဖြိုးနေစေလို့ပြောလို့ရတယ်ဒီလိုဖွံ့ဖြိုးနေစေဆိုတာကလည်းဒီကဘာမော်ရီရှိနေလို့ပဲဆိုတော့သူ့လက်ထက်မှာရှိတဲ့မော်ဆာအုပ်ကိုဖတ်ဖို့တော့လုပ်နေပါတယ်။မော်ဆာအသုံးနိုင်ဖို့ဆိုလို့ရှင်မန္တာတွေကိုတနေရာထဲမှာစူးစီးရမှာဖြစ်ပြီးတော့အကြံပြင်အားဖြင့်နှမျိုးရှိရဲဆိုကသူ့အနေနဲ့အာကူမန်တာလို့ခေါ်တဲ့အမျိုးအစားကိုရင်ရှင်းပြလိုက်ပါတယ်။အဲ့ဒါကတော့သူ့ရဲ့ ဲ့ခန္ဓာကိုယ်ကိုအစစ်မြင်လိုက်တာဖြစ်ပြီးတော့အဲဒီလိုသူ့ရဲ့မန္တာတွေနဲ့သူ့ကိုယ်ကိုယ်သူအစစ်မြင်လိုက်တဲ့အချိန်မှာတော့သူဟာပို့ပြီးတော့တန်မာလာကတိုက်ခိုက်နိုင်ကြီးကလည်းမြင်လာပါတယ်နောက်တစ်ခုကတော့ကွန်ကြားလို့ခေါ်ပြီးတော့မော်စွန်းအာမန္တာတွေကိုအပြင်ဘက်မှာထုတ်သုံးပြီးတော့တိုက်ခိုက်တာကိုတွေ့မြင်မှာဖြစ်ပါတယ်အဲဒီလိုအုံးလိုက်ဖို့ဆိုလို့ရှိရင်မန္တာတွေကိုအလဲကောင်မှာစူးစီးဖို့လိုတာဖြစ်ပြီးတော့မန္တာခိုးဆိုတဲ့အရာကတော့လူတရာမှတယောက်ပဲရတာဖြစ်ပြီးတော့သူရတဲ့စွမ်းအားကလည်းသူ့ရဲ့မြူယုံနဲ့ဆိုင်နေပါတယ်အဲဒီစွမ်းအားကိုဒီကဘာမှပြိုးပေါ်ဝင်ခြင်းနဲ့တခြားတဲ့စေတော်တွေမှရတာဖြစ်ပြီးတော့အာ စတာတယောက်ကတော့အရင်ကဘာမှအဲ့ဒါနဲ့တူတဲ့ຢာရှိတဲ့အဲ့ဒါကခီပဲအဲ့ဒါကလည်းခန္ဓာကိုယ်တစ်ခုလုံးမှရှိနေတဲ့စွမ်းအားတွေကိုယ်အလဲကောင်းမှစူးစီးကချုပ်ချယ်ချယ်ရတာပဲဖြစ်ပါတယ်အဲ့ဒီနောက်အတိညာကလက်နက်ဖြစ်နိုင်မလားဆိုပြီးတော့သူ့ကိုယ်ကိုသူ့ဆန်းလုပ်ကြည့်ရချိန်မှာတော့သူကမန္နာခိုးတွေရှိနေတာကိုခံစားလိုက်ရပါတယ်အဲ့ဒီချိန်မှာပဲအဲလစ်ရောက်လာတာကြောင့်သူ့လုံနေတာကိုရက်လိုက်ရပြီးတော့အဲလစ်ကလည်းတခုခုမူမန္နာတိသွားတဲ့ချိန်မှာတော့အာစတာကလည်းဟပေါ်သွားပြီလားဆိုပြီးတော့တွင်းနေတဲ့ချိန်မှာပဲမင်းတိုင်းနဲ့သွားထားတာပဲဆိုကအဲလစ်ကသူ့ကိုတိုက်ပါလဲပြီးပို့လို့လိုက်ပါတယ်အဲ င်နောက်အဲလစ်ကလည်းစာရေးနေကအာစတာကအရန်ကိုလိမ်မာပြီးစူဇန်လေးလာစိတ်ပြည်နေတဲ့ကလေးဖြစ်ပြီးတော့ဒါပေမဲ့သူ့ရဲ့အပြုံးကိုတော့တခါမှမမြင်ဘူးဆိုတာကိုပြောလိုက်ပါတယ်။အဲဒီလုံနဲ့အပြင်းကိုကြည့်လိုက်တဲ့အချိန်မှာတော့ရီအနေနဲ့အခုမှလမ်းလျှောက်တဲ့ခါစားကလေးတယောက်ကိုဒါကင်နီးဒီတင်ပေးနေရာကြောင့်အဲလစ်နေနဲ့ချစ်စရာအကောင်ဆုံးအာစတာလေးကိုပါလောက်လိုက်တာလဲဆိုပြီးတော့ရေးကိုစူနေရာကိုတော့တွေ့မြင်လာမှာဖြစ်ပါတယ်။အဲဒီအချိန်မှာတော့အာစတာကလည်းဒီလင်မယားနေရာရဲ့ဆက်ဆံရေးကိုကြည်ပြီးတော့ဒီနိုင်ငံမှာအမျိုးသမီးတွေတော်တော်အုပ်ချိုးတာပဲဆိုတာကိုငါသိနိုင်နေဆိုပြီးတော့ကောက်ချက်ချလိုက်ပါတယ်။ အာစတာကလည်းအယ်လီနက်စ်တူမျိုးကိုသွားတဲ့အချိန်မှာတော့သူလည်းလေ့လာလို့ရတယ်ဆိုကပျော်နေကအဲဒီသူနေနဲ့လက်နဲ့တွေ့သူ့ကဘာမှမရောက်တဲ့အရာတွေကိုတွေ့မြင်မှဖြစ်ပြီးတော့မော်ရီနဲ့ပါမျက်လက်ပြနေရကိုတွေ့မြင်မှဖြစ်ပြီးတော့အိမ်ပြန်လမ်းရောက်တဲ့အချိန်မှာတော့အာစတာတယောက်ကလည်းအိပ်ပျော်သွားတော့ပါတယ်။အဲဒီနောက်အာတာကလည်းအယ်လီစ်နဲ့ရေကငါ့ကိုအသေးစိတ်ကစပြီးတော့ယူဆိုင်ကြတာပဲ။ဒါကမလွတ်လပ်ပေမဲ့ငါမကြိုက်တာတော့မဟုတ်ဘူးမိဘဆိုတာဒီလိုမျိုးလား။ငါနားမလဲဘူးဒါပေမဲ့ဒီနေ့တွေ့မှုကိုမကြိုက်တာတော့မဟုတ်ဘူးဆိုကသူ့အနေနဲ့အိပ်ပျော်သွားပါတယ်။အဲဒီနောက်အယ်လီစ်ကလည်းသူ့အနေနဲ့ အာစတမအိဖဲနဲ့ခိုးထွက်တဲ့အချိန်လေးကိုသိနေပြဖြစ်ပြီးတော့အာစတမင်းရတနေ့ကြလို့ရှိရင်ရေးလို့စူးစမ်းလေးလာစဉ်စိတ်တွေနဲ့ပြည့်နေတဲ့လူတယောက်ဖြစ်လာမယ်ထင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်အာတော်ကလည်းငါအနေနဲ့တိတ်ကူကန်အောင်လာပဲငါနာမှာလူသားစာအုပ်ကြီးတစ်ခုလုံးရှိရဆိုကရေးလုံနေတာတွေကိုတော့သိရှာကြည့်နေရကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီချိန်မှာတော့ရေးကအခွင့်အရေးဆုံးပြနေပြီမြဲတဲ့ဒါကကလက်နဲ့လုံရင်ပုံမြန်မြန်ပြီးသွားမယ်မဟုတ်ဘူးလားဆိုပြီးတော့အာစတာကပြောလိုက်ပါတယ်အဲဒီချိန်မှာပဲအဲလစ်ကရောက်လာကတကယ်တိုက်ခွဲကအခုမှဆာမှာဆိုကရေးအနေနဲ့ကလည်းအမှန်ကန်နေပြနေရကိုတော့တွေ့မြင်ရမှာဖြစ် ဖြစ်ပါတယ်အဲဒီလိုနဲ့ပြီးသွားတဲ့အချိန်မှာတော့ Alice ကလည်းအဲ့ချိန်ရောက်ပြီးဆိုကသူ့ကိုခေါ်သွားတဲ့အချိန်မှာတော့ Aster ကလည်းစာအုပ်ဖတ်ချင်တာကြောင့်သူ့ကိုမျက်နှာချို့တွေးလိုက်တဲ့အချိန်မှာတော့ Alice တယောက်လည်းတောင်းဝန်ခံနိုင်ကခဏပဲတော့ဆိုပြီးတော့ပြောကထွက်သွားပါတော့တယ်အဲဒီအချိန်မှာတော့ Aster ကလည်းသူ့အနေနဲ့လွန်ခဲ့တဲ့နှစ်နှစ်တည်းကကျင့်ခဲ့တဲ့ကျင့်စဉ်တွေကိုကျင့်လိုက်တဲ့အချိန်မှာတော့သူ့အနေနဲ့တော်တော်အောင်မြင်နေပြီဖြစ်ပြီးတော့နောက်ဆုံးမန္တာပိုင်းစာလေးတစ်ခုကိုရိုက်လိုက်တဲ့အချိန်မှာပဲအင်ကြီးကပေါက်ခွဲသွားက Ray ကလည်း Alice ကိုအမြင်ကာကွယ်လိုက်ရပါတယ်ဒီအချိန်မှာပဲ Alice ကအာသာအထက်မှာရှိနေတဲ့အကြောင်းပြောလိုက်တဲ့အချိန်မှာတော့ Ray နဲ့ Alice တို့ဝင် ည့်တဲ့အချိန်မှာတော့၃နှစ်တောင်မပြည့်သေးတဲ့အာစာဟာဆွမ်းအားကိုပွင့်သွားပြီဆိုတာတွေ့လဲရပါတယ်။အာစတာကလည်းဒါကကြီးမားတဲ့ခြေတန်းတစ်ခုပဲဆိုတော့သူ့ကိုယ်ကိုဂုံယူလို့မဆုံးဖြစ်နေတဲ့အချိန်မှာပဲအပေါ်ကနေပစ္စည်းတွေပြုတ်ကျလာတဲ့အချိန်မှာတော့ Alienness Ray ကလည်းသူ့ကိုအမြင်ဝင်ကာလာရပါတယ်။အဲ့ချိန်မှာတော့ Alice ကလည်းတော်သေးတာပေါ့ဆိုကထငိုတာကြောင့် Ray ကပါထငိုပါတယ်။အဲ့နောက်အာစတာကလည်းသူ့လိုနိုင်တဲ့အတွက်သူ့အတွက်ဂုံယူပေးရမှဘာလို့သူတို့ကငိုနေရလဲ။ငါနားမလဲနိုင်ဘူး။ငါနားမလဲနိုင်ဘူး။ဒီကဘာစာပေထဲမှာလည်းမတွေ့ခဲ့သလိုအရင်ဘဝမှာလည်းငါဒီလိုရ ာမျိုးကိုမတွေ့ကြုံခဲ့ဘူးဆိုကပါပါမမခေါ်ပြီးတော့သူပါတခါလေးငိုလိုက်ပါတယ်အပီဆိုဒ်1ကတော့ဒီမှာတင်ဆက်သွားပါတယ် episode 2ရဲ့အစမှာတော့ Bay Area တွေကိုတွေ့မြန်မာဖြစ်ပြီးတော့အဲ့ဒီ Bay Area နေနဲ့ဘီးရင်ကိုတတ်ဖို့အတွက်စ조사ခဲ့တာအကြောင်းဆက်ရုပ်လို့ထင်ရတဲ့အရာတွေကလည်းဘီးရင်နဲ့ပတ်သက်လာလို့ရှိရင်ချက်ချင်းကိုပြည်တံပေးတဲ့ဒါပေမဲ့ကောင်စီရဲ့တညာပေးခဲ့မှုကြောင့်မင်းဟာမင်းရဲ့မိသားစုကိုခေါ်ပြီးတော့မင်းရဲ့မွေးရမြေကိုသွားရမယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ Bay ကလည်းသူ့ရဲ့ဇနီးတွေနဲ့သူ့ရဲ့သားအကြီးကကျွန်တော်ကဘီးရင်ကိုတတ်ဖို့조사ခဲ့တာမှန်ပေမဲ့သူတို့နေရာကိုတော့တညာပေးပါဆိုပြီးတော့ပြောလိုက်ပါတယ်ကျွန်တော်ရဲ့မွေးရမြေကိုပြန်မယ်ဆိုလို့ရှိရင်လည်းတရားထောင်ပို့ဆိုးအောင်မယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဆက်ရုပ်လို့ထင်ရတဲ့အရာတွေကဘီးရင်ကငါတို့ရဲ့အလင်း အောင်ပဲဘဲတော့မှတင်းငယ်တဲ့ရာအတွက်ဆုံးဖြတ်ချက်ကိုပြင်မှာမဟုတ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဘဲကြီးကလည်းတက်ညာပေးပါဘရင်ဂရေးဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ယုတ်တီရဲ့တိုက်ခိုက်တံကိုကြားလိုက်ရကသူ့ရဲ့ဇနီးဖြစ်သူနဲ့သူ့ရဲ့သားဖြစ်သူတေဆုံးသွားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲဆက်ရုပ်လိုထင်ရတဲ့ကောင်းကြီးကဒါကတကယ့်ကိုတက်ညာမှုရဲ့ဘရင်ရဲ့လက်နဲ့တက်လိုက်တဲ့အတွက်ဒီလူနေရောင်ကထာဝရဆင်းရဲတော့ကနေလွတ်မြောက်သွားပြီဆိုပြီးပြောလိုက်ပါတယ်အချိန်မှာပဲဟိုဘဲကြီးကလည်းကျေးဇူးတင်ပါတယ်လို့ပြောကကျွန်တော်တို့အခုအာစတာဘက်ကိုတော့ပြန်ရောက်လာတာတွေ့မြင်ရမှာဖြစ်ပါတယ်အာစာရဲ့ဘက်မှာလည်းရေအနေနဲ့ပပနဲ့စင်တူနော ော်ဆိုပြီးတော့အာစာကိုတိုက်ခတ်ရင်တုံးတဲ့ပစ္စည်းကိုပေးနေပေမဲ့လည်းအာစာကဒီခန္ဓာကိုယ်နဲ့ဆိုလို့ရှိရင်အနားမြောက်ဝင်ကရှော့သွားလိမ့်မယ်ဆိုကသူအနေနဲ့ဓာတ်ကိုပဲကန်လိုက်ပါတယ်။အဲဒီနောက်သူတို့နှစ်ယောက်စတင်ပြီးတိုက်ခိုက်လိုက်တဲ့အချိန်မှာတော့ရေကလည်းကောင်းတဲ့အာစာလိုပြောကသူခိုင်ထားတဲ့ဒုတ်ကိုမန္နာခိုးတွေထည့်လိုက်တာကိုတော့တွေ့မြင်ရမှာဖြစ်ပါတယ်။အဲဒီအချိန်မှာတော့အာစာကလည်းသူ့လုပ်တဲ့တိုင်လိုက်လုပ်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့ဓာတ်ကပါမန္နာခိုးတွေရောက်လာတာကိုတော့တွေ့မြင်ရမှာဖြစ်ပါတယ်။အဲဒီနောက်သူရဲ့မန္နာခိုးသားနဲ့ဟိုဘက်ကမန္နာခိုးတို့ကိုဝင်ရိုက်လိုက်တဲ့အချိန်မှာတော့ရေကန်ထားတဲ့ဒုတ်ကလည်းထက်ဝက်ကျိုးသွားကရေကလည်းအံ့ဩသွားပါတ ယ်အဲ့ဒီနောက် race နေနဲ့ Alice ကိုသွားပြီးတော့အားစကိုတခြားမျိုးမှာသွားပြီးတော့ဆရာကောင်းနဲ့တင်ပေးတယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ Alice ကလည်း Ray ကိုရှင်ပြောတော့ရှင်ကိုတိုင်းတင်ပေးမယ်ဆိုအခုじゃဘာဖြစ်တာလဲလို့ပြောတဲ့အချိန်မှာတော့ Ray ကလည်းအားစကတကယ်ကိုပါရမီရှင်ဖြစ်ပြီးတော့သူ့ထက်ကောင်းတဲ့ဆရာတယောက်လိုတယ်ဆိုပြီးပြောလိုက်ပါတယ်ပါရမီရှင်ဆိုတဲ့နေရာမှာတော့မန္နာကိုနဲ့မအောင်လုပ်ထားတဲ့ပစ္စည်းကိုဖျက်ပြသွားတာကိုသက်သေပြလိုက်ပါတယ်ဒါပေမဲ့ Alice ကလည်းအားစနဲ့ခွဲရမှာကိုညင်းဆန်နေပြီးတော့နှစ်ယောက်သားစကားအခြေတင်ဖြစ်နေတဲ့အချိန်မှာပဲအားစကနှစ်ယောက်လုံးသူနဲ့တူတူမ လိုက်ဘူးလားလို့ပြောလိုက်တဲ့အချိန်မှာတော့သူတို့နေအောင်လေးအတွေးပေါက်တာကအားစားကတကယ်ကိုညံ့ကြီးရှင်ပဲဆိုပြီးတော့အမွန်းတင်နေပါဗျ။အဲဒီနောက်သူတို့လည်းသွားဖို့ပြင်ဆင်ကြကမကြခင်မှာပဲသူတို့စီကိုလူတချို့ရောက်လာတာကိုတော့တွေ့မြင်မှာပဲဖြစ်ပါတယ်လူတချို့ရောက်လာပြီးတော့အဲဒီထဲကဆန်နီနဲ့ဘဲကမင်းငါတို့ကိုမှတ်မိမယ်မထင်ဘူးဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အားစားကလည်းတိတ်မှတ်မိတာပေါ့ဆိုပြီးတော့အတိတ်မှသူအိမ်ဖြတ်စည်းခြင်းတော့အကြောင်းကိုပြန်ပြီးတော့တွေးလိုက်ပါတယ်။အဲဒီနောက်အားစားကပဲသူတို့ရဲ့အဖွဲ့နာမည်ခသွန်းဟွန်းလို့ခေါ်တဲ့အရင်ကအဲလစ်နဲ့ရေးကလည်းအဲ့ဒီဖွဲ့တွေကပေါ့အဲ့နောက်ဆန်နီနဲ့ဘဲ ကသူ့ကိုကိုသူ့အပ်တန်လို့မိတ်ဆက်ခသင်းဝါရောင်တဲ့ကောင်မလေးကလည်းသူ့ကိုကိုသူ့လိုလိုမိတ်ဆက်လိုက်ပါတယ်အဲဒီချိန်မှာတော့အာစတာလည်းအသက်ရှင်ရဖြစ်တဲ့အချိန်မှာပဲအာဒမ်လို့ခေါ်တဲ့ဘဲကြီးကလာပြီးတော့ကူညီလိုက်ပါတယ်အဲဒီနောက်နင်ဂျာလိုထင်ရတဲ့ကောင်မလေးတယောက်ကိုတွေ့မြင်မှာဖြစ်ပြီးတော့သူ့နာမည်က Jasmine ဆိုပြီးဘေးကမြားတဲ့အမကြီးကပဲမိတ်ဆက်လိုက်ပါတယ်အဲဒီနောက်သူ့ကိုကိုသူ့လည်း Helen ဖြစ်ကြောင်းပြောပြလိုက်ပါတယ်အဲဒီနောက်အာစတာတို့လည်းစတင်ထွက်လာကအာစတာအနေနဲ့ကလည်းဒီဘက်ခင်မှသွားတဲ့ယင်နေနဲ့ဟိုဘက်ခင်မှသွားတဲ့ယင်နေကတခြားစီပဲဆိုပြီးတော့သူ့ရဲ့အရင်ဘွားကယင်နေကိုပြန်ပြီးကြည့်လိုက်ပါ တယ်။အိနောက်အာစတာကပဲသူတို့သွားနေတာ A-squared ဆိုတဲ့မြို့ကိုထင်တယ်။ဒါပေမဲ့လမ်းမှာပြဿနာတွေတက်လာနိုင်တယ်ဆိုပြီးတော့တွင်းနေတဲ့အချိန်မှာပဲကျွန်တော်တို့ဝင်ပလေတွေကိုတော့တွေ့မြင်မှာဖြစ်ပါတယ်။အာစတာကလည်းဟုတ်တယ်ဒီကဘာကြီးကလုံးဝကိုလုံခြုံမှုမရှိဘူးပဲဆိုပြီးတော့ပြောလိုက်ပါတယ်။အိနောက်ရင်းနဲ့သူသူ့ရဲ့ဖွဲ့သားတွေကလည်းတိုက်ကြိုက်ကအဒန်ဂျက်စမင်နဲ့ဟယ်လန်ကအာဂူမန်တာတွေဖြစ်ပြီးတော့ဂျန်တဲ့နေရာကတော့ခွင့်ကြူရာတွေဖြစ်တယ်ဆိုတာကိုသိရပါတယ်။အိနောက်သူတို့တိုက်ခိုက်တာကိုအားကြပြီးငါလဲတံမာလာမှရမယ်ဆိုပြီးတော့အာစတာကသူ့ကိုကိုသူပြောလိုက်ပါတယ်။အိလုံနဲ့သူတို့လည်းအဲ့ဒီမှာပဲညာ ာကိုနားဖြစ်လိုက်ခါညစာဆဆတဲ့အချိန်မှာတော့ Alice နေနဲ့ဘာမှတော့မဆားရသေးဘူးဖိုက်ပြစ်သွားတာကြောင့် Aster ကလည်းထူးဆန်းနေပါတယ်အဲဒီနောက် Ray ရဲ့လက်မောင်းမှရနေတဲ့တန်ရာကိုစေးကူပေးဖို့လုပ်တဲ့အချိန်မှာတော့အားလုံးကလည်းကင်းဆောင်တဲ့သဘောမျိုးအနေနဲ့သူ့ကိုဝိုင်းထားလိုက်ကြပါတယ် Alice တို့လို့ Hila တွေကိုတော့ Amameta လို့ခေါ်ပြီးတော့သူတို့ကရှားပါတဲ့မော်ဆရာတစ်မျိုးပဲဖြစ်ပါတယ်ဒါပြီးတော့သူတို့လို့ Amameta တွေကပို့ပြီးတော့တားကက်ထားရတာလွယ်တာကြောင့်အဖွဲတကူမှပေးတည်လို့မရတာပဲဖြစ်ပါတယ်အဲဒီနောက်အတန်ကလည်းသူအနေနဲ့ making အကြောရှော့ချင်တာကြောင့် Aster ကိုခဏ ငါဆိုပြီးပြောကတိုက်ခိုက်ပလို့ကြပါတယ်အဲ့ဒီချိန်မှာတော့အာစတာကလည်းလူတွေငါ့ကိုစိတ်ပူရဲဒါပေမဲ့ငါကလေးဆိုတာများမေ့သွားတာလားဆိုပြီးတော့တွေးနေပါတယ်အဲ့ဒီလုံနဲ့အတန်းကိုကြည့်လိုက်တဲ့ချိန်မှာတော့ငါ့ကိုညာမဲ့ပုံမဟုတ်ဘူးဆိုကသူလည်းအတီးတိုက်ဖို့အတွက်မန္တာခိုးတွေကိုဓာတ်ထဲမှာထဲကခြောက်မှာလည်းလေးစွမ်းအလုပ်ထင်ရတဲ့အရာတွေကတော့ပန်နေတာကိုတွေ့မြင်ပါပြီဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲအလုံးနဲ့အောင်အော်သွားကအာစတာကလည်းစတင်လှုပ်ရှားလိုက်တဲ့ချိန်မှာတော့အရန်လင်မြန်နေတာကိုတော့တွေ့မြင်ပါပြီဖြစ်ပါတယ် ဒါပေမဲ့လည်းသူ့နောက်ကိုရောက်တဲ့အချိန်မှာတော့ချော်လဲသွားကအတန်ကိုပြန်လဲပြီးတော့ခုခံတိုက်တဲ့အချိန်မှာတော့လွန်ထွက်သွားတာကြောင့်ထင်းတဲ့အတိုင်းပဲဒီခန္ဓာကိုယ်ကအယံပေါ်လွန်နေဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒီတိုက်ပွဲပြီးရဲ့နောက်ဂျက်စမင်ကလည်းသူ့နောက်ကိုလာကအာစတာကိုသူ့ကိုအဲ့လိုဘလိုလုပ်ရလဲဆိုပြီးတော့တင်ပြဖို့ပြောပါတယ်။အချိန်မှာတော့အာစတာကလည်းဂျက်စမင်ကိုတေချာကြီးကဒီမျက်လုံးလေးကိုငါတည်ရဲ့သူကမရမချင်းအချော့ပေးမဲ့သူမျိုးမဟုတ်ဘူးဆိုကသူ့ကိုတင်ပြဖို့ပဲဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒီလူနဲ့သူတို့ရဲ့ခရီးစဉ်ကလည်းအနှဲငယ်ချောမွေနေကအာစတာတယောက်ကတော့လမ်းသွားရင်လေးရင်ရေးလေးလုံး ေတာကိုတော့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။အဲဒီလုံနဲ့သူတခြားကဘာကတည်ထားတဲ့ဆိုရင်အားတွေကိုလည်း Jasmine ကိုမျှတဝေပေးနေရပါတယ်။အဲဒီနောက် Jasmine ကလည်းအာဆရဲ့မွေးနေ့လို့ပြောတဲ့ကြားတဲ့ဆိုကအာဆကိုဒါလီတချောင်းကိုလက်ဆောင်ပေးလိုက်ပါတယ်။အဲဒီကြားထဲမှာတော့ချိုးတချောင်းပါတယ်ဆိုတဲ့အကြောင်းကိုပါရှင်းပြလိုက်ပါတယ်။အဲဒီလုံနဲ့အားလုံးကလည်း Jasmine ကိုကြည်က Jasmine အဲ့လိုဖြစ်နေတာကရှာရှာပါပါပဲဆိုပြီးပြောလိုက်ပါတယ်။အဲဒီနောက်ခီးသွားဖို့အတွက်အာဆကို Alice တယောက်အနေနဲ့ခေါ်တဲ့ချိန်မှာတော့ Alice အနေနဲ့တခုမှမမနာကိုအာဆတွေးလိုက်ရပါတယ်။အဲဒီလုံနဲ့သူတို့လည်းခီးသွားရင်တောင်းဆောင်တနေရာကိုရောက် ဲ့ချိန်မှာတော့ယထာလက်ကလည်းတုံကနေရက်သွားကဓမြတွေတိုက်ခံရအောင်လို့သူတို့လည်းတတိထားမိလိုက်ပါတယ်။ဘာစတာကလည်းအဲ့ဒီမျိုးကွင်းကိုကြီးကတယောက်ချင်းဆိုလို့ရှိရင်သူတို့ကတာပေမဲ့ဒါပေမဲ့သူတို့ဘက်ကအင်အားများနေရဲဆိုပြီးပြောလိုက်ပါတယ်။အဲဒီနောက်မကြခင်ချိန်မှာပဲကောင်းဆောင်လို့ထင်ရတဲ့သူတယောက်ဟာထွက်လာပါတော့တယ်။သူတို့ရဲ့ပါတီယာဆိုလို့ရှိရင်လည်းတယောက်ကိုတယောက်ကူညီရင်တိုက်ခိုက်နေကြပြီးတော့တစ်ချက်မှာတော့ re အနေနဲ့အထင်နာသွားကယထာလုံးကိုသွားဆောင်တဲ့အချိန်မှာတော့အာစတာနဲ့အဲလစ်လက်ထွက်လာရတာပါတော့။အဲဒီနောက်အာစတာကလည်းသူလည်းတိုက်ခိုက်နိုင်နေပြီ။သူလည်းတိုက်ခိုက်မယ်လို့ပြောတဲ့အချိန်မှာတော့ဘီကလည်းမင်းန ေနဲ့ဒီနေရာမှာမတိုက်ခိုက်ပဲနဲ့မင်းမမားကိုပဲကောက်ခွေပေးလိုက်ဆိုပြီးပြောလိုက်ပါတယ်ဒီမှာတော့စတာကလည်းမဂျီမနက်ဖြစ်ကသူတိုက်ခိုက်နိုင်ကြောင်းပြောတဲ့ချိန်မှာတော့ရေကလည်းမင်းနေနဲ့မင်းရဲ့မမားကိုပဲကောက်ခွေပေးလိုက်မင်းရဲ့မမားရဲ့ပိုက်ထဲမှာကလေးလေးရှိရဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့စတာကလည်းသူ့မိကိုကောက်ခွေဖို့အတွက်ဟိုဘက်ကိုခေါ်သွားပါတော့တယ်အဲ့ချိန်မှာတော့သူတို့ရဲ့လမ်းမှာရှိသမျှလူတွေကိုလည်းအဖွဲသားတွေနဲ့ကူပြီးတော့ရှင်းပေးနေပြီးတော့တစ်ချက်မှာတော့အဖေါ်ကနေလူတယောက်ကကြည်နေတာကိုတော့တွေ့မြင်ရမှာဖြစ်ပြီးတော့သူတို့နှစ်ယောက်ကိုမှောတုံးလိုက်တဲ့ချိန်မှာတော့အာစတာကလည်းအဲလစ်ကိုအဝေးသွန်ကသူက ပဲအဲ့ဒီမော်ဒန်ကိုခံလိုက်ပါတော့တယ်အိမ်နောက်သူလည်းကြောက်တဲ့ကိုပြုတ်ကြမလို့ဖြစ်ကငါတယောက်တည်းတော့မသွားနိုင်ဘူးဆိုကအပေါ်ကသူတို့ကိုတိုက်ခိုက်တဲ့ကောင်ကိုပါအပါခေါ်လိုက်ပါတယ်အဲ့ဒီချိန်မှာတော့ဂျာဒန်နဲ့ဝိုးစ်နေနဲ့သူ့ကိုကောက်ခွဲပေးဖို့လုပ်လိုက်ပေမဲ့လည်းအချိန်မမီပဲဖြစ်သွားပါတော့တယ်အဲ့ဒီချိန်မှာတော့အာစတာတယောက်လည်းအခုဆိုလို့ရှိရင်ငါအနေနဲ့ဟိုဘဲကြီးရဲ့ခံစားချက်ကိုနားလည်နိုင်နေပြီထင်တယ်မိသားစုတွေအသက်ပြေးလိုက်ရတဲ့အခါမျိုးမှာတော့နောင်တမရနေပဲနဲ့နောက်တစ်ထပ်မတွေ့ရဘူးဆိုတဲ့စိတ်ကပေါ်လာတဲ့အခါမှာတော့သူတို့ကဝမ်းနေတယ်လားဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်အာစတာကပဲအနေဆုံးတော့ငါ ါအကိုကြီးဖြစ်ခြင်းသေးရကွာဆိုပြီးတော့အောက်ကိုကြသွားပါတော့တယ် episode 2လေးကလည်းဒီမှာတင်ဆုံးသက်သွားပါတယ် episode 3ရဲ့အစမှာတော့လူတင်းယောက်ကစကားပြောနေကလားတဲ့ရာလေးတွေတွေးထားတယ်ဒါမျိုးကနောက်တစ်ခါပေါ်လာမှမဟုတ်တော့ဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့ဒီတိုင်းသာဆက်သွားနေမယ်ဆိုလို့ရှိရင်ကောင်းတဲ့ရာတွေဖြစ်လာမှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်လက်ရှိအာဆာဘက်ကိုရောက်လာကအာဆာအနေနဲ့သူ့ရဲ့ရှင်မပါမဲမသိတဲ့တရဝါကြီးကိုတွေ့မြင်မှာဖြစ်ပါတယ်အဲ့ဒီတရဝါကြီးကိုစတင်ဝင်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာတော့အဲ့ဒီတရဝါကြီးကလည်းအာဆာကိုဒါလေးပဲပြန်ပြီးတော့တိုက်လိုက်ပါတယ်အဲ့ဒီနောက်အ ဲ့ဒီတရဝါကြီးကပဲငါ့မင်းရဲ့မဟာမိတ်ပါရန်သူမဟုတ်ပါဘူးလို့ပြောကအတီးကြီးကိုသွားခုပြီးတော့မင်းနေနဲ့ပိုက်စားနေတယ်မလားမဆိုင်တောင်တခုခုစားထားတာကောင်းမဲအဲ့ဒါမှမင်းရဲ့ခန္ဓာကိုယ်ကအရင်လိုပြန်ပြီးတော့လှုပ်ရှားနိုင်မှာလို့ပြောလိုက်ပါတယ်အဲ့ဒီလိုနဲ့အာစရာလှုပ်လိုက်တဲ့အချိန်မှာတော့အပေါ်ကနေပြုတ်ကျလာတဲ့တန်ကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကအတော်ကလေးကိုနာကျင်နေရပါတယ်အဲ့ဒီအချိန်မှာတော့အာစရာကိုအတီးကိုစားခိုင်းလိုက်ပြီးတော့မင်းမေးတဲ့မေးခွန်းတွေကိုတော့ဒီအတီးတွေစားပြီးမှပဲဖြေပေးမယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်စားပြီးတဲ့အချိန်မှာတော့အာစရာကလည်းသူ့ရဲ့အမေနဲ့အဖေအကြောင်းကိုတီးတဲ့လောက်ပြောပြပေးပါဆိုပြီးပြောလိုက်ပါ ပါတယ်အဲဒီချိန်မှာပဲတရဝါကြီးကလည်းငါအနေနဲ့ဒီထဲကနေထွက်လို့မရဘူးဒါပေမဲ့အနှဲငယ်ဝေးတဲ့နေရာတွေကိုတော့လှမ်းကြည့်ပြလို့ရတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်သူတို့တိုက်ခိုက်ခဲ့တဲ့နေရာတွေကိုပြကအားလုံးကိုဘေးကင်းတာတီးလိုက်ရတဲ့အချိန်မှာတော့အာစာတယောက်လည်းမျက်ရည်ထွက်ကတော်သေးတာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်အဲဒီတရဝါကြီးကိုကျေးဇူးတင်လိုက်ပြီးတရဝါကြီးကလည်းသူ့ကိုကိုသူ့ဆီလီဗီယာဆိုပြီးတော့မိတ်ဆက်လိုက်ပါတယ်အဲဒီလိုနဲ့တခြားတစ်ဖက်ကိုရောက်သွားကပါလို့ရင်ကောင်းမလဲအဖြေကရှင်းနေရွယ်ကိုငါတို့ကလှုပ်ဝက်လို့မရဘူးဘာလို့ဆိုဆိုကအဲ့မှာပဲစကားကရက်သွားကအာစာရဲ့ဘက်ကိုပြန်ရောက်လာ ပါတယ်။အာဆာအနေနဲ့ဆလီဗီယာနဲ့ဒူနီယာရန်နိုင်ငယ်ရှိဖြစ်ပြီးတော့သူ့ရဲ့တန်ရာတွေကလည်းပြန်ကောင်းလာကသူ့အနေနဲ့အများဆုံးအိမ်ပြန်ခြင်းပေမဲ့လည်းမဖြစ်နိုင်ဘူးဆိုတာသိနေပါတယ်။ဆလီဗီယာပြောပုံရဆိုလို့ရှိရင်ဒီနီယာကအာရှတောင်းရဲ့အစွန်မဲ့ဒီနာမှာတော်ရိုင်းတရိစံနေနဲ့ရာဇဝတ်သားတွေရဲ့နေမည်ပဲဆိုပြီးပြောလိုက်ပါတယ်။ဒါပေမဲ့အနည်းဆုံးတော့အာစတာအနေနဲ့ဆလီဗီယာနဲ့ဖြူရဆွဲခဲ့ပါတယ်။ဆလီဗီယာကလည်းမင်းအနေနဲ့အများဆုံးပြန်ခြင်းတာကိုသိပေမဲ့လည်းငါအနေနဲ့တိုင်ပါရှင်ကကွဲနေတာကြောင့်အဲ့ဒီဟာကိုပြင်ဆင်ရအောင်မယ်ဆိုပြီးပြောလိုက်ပါတယ်။အာစတာကလည်းဆလီဗီယာ ကမော်ဒတ်တဝါကြီးဖြစ်ကသူအနေနဲ့သူ့အကြောင်းကိုဘာမှမပြောပြဘဲနဲ့သူအထင်တော့သူအထင်ဆယ်လီဗီယာအနေနဲ့ဒီချိန်ထိတရားရောင်းနဲ့တိုက်ခိုက်နေခဲ့တာထင်တယ်ဆိုပြီးပြောလိုက်ပါတယ်။ဒီနောက်အာဆာကလည်းဆယ်လီဗီယာရဲ့စိတ်ကသူ့ရဲ့အပြင်းပန်းပုံစံနဲ့ဆန့်ကျင်ဘက်ပဲသူအနေနဲ့အယမ်းကျင်လာတတ်တယ်ဆိုပြီးပြောလိုက်ပါတယ်။အချိန်မှာပဲအာစတာအနေနဲ့ဆယ်လီဗီယာအချိန်မှာရှိတဲ့ကြောင်းတုံးပေါ်ကိုထိုင်ကမန္နာကိုနဲ့လေ့ကျင်နေတဲ့အချိန်မှာတော့ဆယ်လီဗီယာကလည်းအော်မင်းကမန္နာကိုတော့သုံးတန်နေပြီလား။ဒါဆိုလို့ရှိရင်ဒီလိုလောက်တက်လာဆိုပြီးတော့ဆယ်လီဗီယာကမန္နာကိုစုနေရင်မှော်သုံးပြလိုက်ပါတယ်။အဲဒီနောက်ဆယ်လီ ီးယားကပဲလူတွေကမနာကိုတွေအချောင်းကိုပြောတဲ့အခါမှာဘာကိုမှသူမြင်ဘက်ကနေတွေးမကြည့်ကြဘူးဒါပေမဲ့တတဝါတွေကတော့လူမဟုတ်ဘူးအထူးဖြစ်မနာ peace day ပေါ့အနာ peace day ကသူတို့အတွက် မန္တာခိုးတုံးတယ်ဆိုတာဟာအသက်ရှူတယ်လို့ပဲဆိုပြီးပြောကမင်းတင်ရှင်တယ်ဆိုလို့ရှိရင်မင်းကဒါတင်ပြီးရင်မင်းကတန်မာသွားလိမ့်မယ်အဲ့ဒီခါကျလို့ရှိရင်မင်းပါလုံးမှလည်းလို့ပြောလိုက်တဲ့အချိန်မှာတော့အာစတာကလည်းနန္ဒထာကြီးကဒီသွားကသူချစ်တဲ့သူတွေကိုလာထိခိုက်တဲ့သူတွေအကုန်လုံးကိုတတ်ပလိုက်မယ်လို့ပြောတဲ့အချိန်မှာတော့ကလေးတယောက်ကအဲ့ဒီလိုမျက်မနှာကြီးနဲ့အဲ့လိုစကားလုံးနေပြောတဲ့အတွက်ငါမင်းကိုမတင်ပေးနိုင်ဘူးအဖေကမှားတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအာစတာကလည်းပါလို့လေရန်သူကိုနှိမ်နေတယ်ဆိုတာပုံမှန်မဲ့မဟုတ်ဘူးလို့ပြောကသူ့ရဲ့အရင်ဘဝနှောင်းကလည်းသူကအဲ့လိုရန်သူတွေကို နှင်းနှင်းရင်းနဲ့အထမားဆုံးဘီရင်ဆိုပြီးဖြစ်လာတယ်ဆိုပြီးတွေ့လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဆီလီဗီယာကလည်းမင်းအနေနဲ့သူများကိုအနိုင်ယူခြင်းနဲ့စိတ်တွေနဲ့ပြည်နေရပျော်ဖို့ကောင်းရဲ့လားအဲ့ဒီနောက်သူကလည်းခုနကတော့ငါလောက်သွားနာသွားလားဆိုပြီးတော့သူ့ရဲ့ကောင်းကိုပွဲပေးပြီးတော့သူကရုတ်တရက်ပဲသူ့ကိုတိုက်ခိုက်ဖို့အတွက်အနေထားနဲ့သူ့လက်သေးကိုပြင်လိုက်တဲ့အချိန်မှာတော့အာစနာတယောက်လည်းလန့်သွားပါတယ်ဒီအချိန်မှာတော့ဒီလက်သေးတွေကနှင်းကိုနင်းနေသာသာဆက်ဆံလို့ရတယ်လို့ဆွဲဖြဲပလိုက်လို့လည်းရတယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ်အဲ့ဒါလည်းတူတူပဲဒေါသနဲ့အမုန်းတရားတွေကလည်းလွယ်လွယ်လေးနောင်ရတယ်အဲ့ဒါတွေကအကျန်းဖတ်မှု တွေပေါ်လာပြီးတော့အဆုံးသတ်မှာတော့အမုန်းတရားတွေပဲကြံခဲ့တယ်ဆိုပြီးပြောလိုက်ပါတယ် အဲ့ဒီနောက်ဆီလေဗီယာကပဲငါကဲထားတဲ့အတက်ကိုမင်းကိုအဲ့လိုမသုံးစေချင်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အာစာတယောက်ကတော့ဟာဒီပဲငါရဲ့အရာအလုံးကိုများတည်နေရလားဆိုပြီးတော့တွေးမိသွားပါတယ်အဲ့ဒီနောက်ဆီလေဗီယာကလည်းမင်းဝင်းကိုထပ်မိလိုက်တဲ့ချိန်မှာတော့အာစတာကလည်းအရာအလုံးကိုတေးချပြီးတော့ပြန်စင်စားကသူမျက်နှိုးတဲ့အရာတွေကိုကောက်ွက်ခြင်းတယ်လို့ပြောလိုက်တဲ့ချိန်မှာတော့အမှတ်ပြေပဲဆိုပြီးတော့တင်ဖို့အတွက်လက်ခံလိုက်ပါတယ်ဒီဘက်မှာလည်းဆီလေဗီယာလိုအကောင်တကောင်ကတော်တော်နီးနေပြီဆီလေဗီယာမင်းပြန်မှာမဟုတ်ဘူးငါမင်းကိုလိုက်ရှာမယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်အာစတာရဲ့အသိဘီယင်ဂရီးဖြစ်ခဲ့တဲ့ ချိန်ကိုသွားကဘီရင်ကလေးအနေနဲ့မနေ့ကြီးထလာကသူကိုလာကြုံနေတဲ့နှစ်ယောက်ကိုတော့တွေ့ရမှာဖြစ်ပါတယ်။အဲဒီလုံနဲ့သူလက်အခန်းတစ်ခန်းထဲကိုဝင်သွားကဘီရင်ဆိုတာတကယ်တမ်းတော့နာမည်ခံပဲရှိရဲ့။အရာအလုံးကိုအာဏာရှိနေတာကပါလီမန်တွေပဲ။ဘီရင်ဆိုတာတကယ်တမ်းတော့စစ်တိုက်ဖို့အတွက်လက်နက်တစ်ခုတတ်တတ်ပဲဆိုပြီးတော့သူကိုကိုသူပြောလိုက်ပါတယ်။အဲဒီချိန်မှာတော့အခန်းထဲမှာရှိနေတဲ့အဖိုးကြီးကသူ့ကိုလာပြီးတော့ဥကြုပ်ပြုပြီးမဲ့လေဘီရင်ကလေးအနေနဲ့ငါဒီကနေနှုတ်ထွက်တော်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။မာစတာအနေနဲ့လေမှောသုံးရင်မန္တာစုတာကိုလေ့ကျင့်နေပြီးတော့အဲ့ဒါကိုလုပ်နိုင်သွားလို့ ရင်မော်ပညာပို့ပြီးတော့ကျပြန့်သွားလိမ့်မယ်လို့ပြောပါတယ်။အာစတာကလည်းသူ့ကိုကိုသူ့အလင်မလို့ကိုပြောပြီးတော့သူ့အနေနဲ့အရင်ဘဝနှုန်းကခီကိုထိန်းချုပ်နိုင်ဖို့အတွက်ဘလို့တောင်တိုက်ခိုက်ခဲ့ရတယ်ဆိုတာကိုပြန်ပြီးတော့မြင်ရောင်လိုက်ပါတယ်။အဲဒီနောက်အာစတာအနေနဲ့မန္နာကိုစုရင်နဲ့မော်ပညာကိုသုံးနိုင်သွားကသူ့အနေနဲ့ကလည်းပြောနေပါတယ်။အဲဒီချိန်မှာပဲတော်ပါပေတယ်ဆိုကသူ့ကိုတဏျာကိုတွန်းထုတ်လိုက်ကအပေါ်မှာကဲဖီလိုက်ပါတယ်။အဲဒီချိန်မှာတော့အာစတာလည်းအတန်ထွက်မရကသူ့အနေနဲ့ကြည့်လိုက်တဲ့ချိန်မှာတော့ဆီလီဗီယာရဲ့ရှီမဆီလီဗီယာလိုကောင်းကြီးတကောင်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အဲဒီချိန် မှာပဲသူ့ရဲ့အရှေ့ကကောင်ကြီးကငါမင်းကိုကြံကြံနဲ့နဲ့မလို့ချင်ဘူးငါနဲ့လိုက်ခဲ့လိုက်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဆယ်လီဗီယာကလည်းပြောမရတာကြောင့်သူ့ကိုစွန့်အားနဲ့ပြစ်လိုက်ပါတယ်အဲ့အချိန်မှာတော့အာစတာလစ်တစ်ချက်စိတ်ဘူးသူကဆယ်လီဗီယာအနေနဲ့ဘာမှဖြစ်ဘူးဆိုကသူ့အနေနဲ့ပြန်ထလာကသူ့ရဲ့ဘေးမှာအငွေ့လိုရာတွေထွက်လာပြီးတော့သူ့ရဲ့တကယ့်ပုံစံကိုပြောလိုက်ပါတယ်အဲ့ဒီနောက်သူ့အနေနဲ့စတင်တိုက်ခဲ့တဲ့အချိန်မှာတော့ဟိုဘက်ကလည်းသူ့အဆန်းနဲ့ကာထားတာကိုတော့တွေ့မြင်မှာပဲဖြစ်ပါတယ်အဲ့ဒီနောက်သူတို့ရဲ့စွန့်အားနှစ်ခုလုံးကပြတ်ပယ်သွားကဘက်ကကောင်ကလည်းသူ့ရဲ့စွန့်အားအလုံးအများကြီးကိုပြန်ပြီးတော့ထုတ်လိုက်ပါတယ် အချိန်မှာတော့သူ့ရဲ့ဆွမ်းအားကြောင့်ဆယ်လီဗီယာလည်းထိခိုက်တယ်လို့ဘေးကအနေနဲ့ပါထိခိုက်သွားတာကြောင့်ဆယ်လီဗီယာကလည်းသူ့ရဲ့အချိန်ရက်တဲ့အဆွမ်းကိုတော့တုံးလိုက်ပါတယ်။အဲဒီနောက်အားဆာကိုထွက်လာဖို့ပြောလိုက်ခါသူ့အနေနဲ့ဘယ်လိုလဲငါ့ရဲ့ပုံစံအစ်မန်ကိုမြင်ရပြီမလားဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်ဆယ်လီဗီယာအနေနဲ့ရွှေပြောင်မှုအတွက်ပေါ်တဲလိုရာကိုဖက်လိုက်တဲ့အချိန်မှာတော့တောင်းပန်ပါတယ်။ဒီနေ့နည်းနည်းလှမ်းတဲ့နေရာကိုရောက်မယ်ဆိုပြီးပြောလိုက်ပါတယ်။အဲဒီနောက်ဆယ်လီဗီယာကပဲငါအနေနဲ့မင်းကိုတန်းဖို့ပြောနေတယ်ဒါပေမဲ့မင်းကိုမပို့နိုင်ခဲ့ဘူးမင်းနဲ့နေရတဲ့နေရာတွေကိုပြောတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်ဦးတလုံးလို့ထင် ရတဲ့အရာတစ်ခုနဲ့ငှက်တောင်မွေးလေးကိုပေးပြီးတော့သူ့ရဲ့လက်မှာလည်းအမတ်သားတွေဖြစ်အောင်လုပ်လိုက်ပါတယ်အဲဒီချိန်မှာတော့အာစာကဒါတွေကပါတယ်လို့ပြောလိုက်တဲ့အချိန်မှာတော့သူကလည်းတနည်းကျရင်တည်နေမယ်ဆိုပြီးပြောလိုက်ပါတယ်အဲနောက်အာစတာကပဲသူ့အနေနဲ့ဆီလီဗီးယားကိုမကဝဲနိုင်တော့ဘူးလို့ပြောတဲ့အချိန်မှာတော့ဆီလီဗီးယားကလည်း ဒါကဖြစ်လာရမယ့်အရာတွေပဲလို့ပြောလိုက်ပါတယ်။အိမ်နောက်အာစတာကပဲဆီလီဗီယာကွာသူ့မွန်စတာဖြစ်နေနေဘာဖြစ်နေနေဆီလီဗီယာကလည်းသူ့အတွက်အရေးပါတယ်မိသားစုရဲ့လို့ပြောလိုက်တဲ့အချိန်မှာတော့ဆီလီဗီယာကလည်းမိမိကရှိပြီးသားမလားလို့မေးလိုက်တဲ့အချိန်မှာတော့ဒါဆိုလို့ရှိရင်ဖွားဖွားလို့ပြောလိုက်ပါတယ်။အိမ်နောက်ဆီလီဗီယာကနောက်တစ်ခေါက်ခေါ်ပေးဖို့ပြောတဲ့အချိန်မှာတော့အာစတာကလည်းဖွားဖွားလို့ခေါ်လိုက်တာကြောင့်သူလည်းမျက်ရည်ကျလာပါတော့တယ်။အိမ်နောက်အာစတာကိုအထဲဝင်ဖို့ပြောပြီးတော့အထဲဝင်တဲ့အချိန်မှာတော့အာစတာကလည်းသူ့နဲ့တူတကယ်မလိုက်လို့မရဘူးလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့ပေါ်တေးကြီးကပိတ်တော့ပါ တယ်။အရင်နောက်ဆီလီဗီယာကလည်းသူ့အနေနဲ့အချိန်ရတာကိုရက်လိုက်ပြီးတော့တိုက်ခိုက်မှုကဆယ်ဦးရဲ့ပဲသူ့ရဲ့ရင်ဘတ်ထဲကိုဝင်လာပါတော့တယ်။အရင်နောက်ဆီလီဗီယာကလည်းမျက်လုံးပွင့်လာကသူ့ကိုအလစ်ဝင်လိုက်တယ်လို့လုံးလိုက်ပါတယ်။အဲဒီတိုက်ခိုက်မှုကိုတော့တောအုပ်ပြင်ဘက်ကတောင်မှရင်ထိခိုက်မှုတွေရှိသွားတာကိုတော့တွေ့မြင်မှာပဲဖြစ်ပါတယ်။အရင်နောက်ဆီလီဗီယာကလည်းငါပြောတာကိုမှတ်မိလားဆိုပြီးအာစတာကိုမြင်လိုက်တဲ့အချိန်မှာတော့အာစတာကလည်းမှတ်မိရဲ့ဆိုလို့ရှိရင်တော်သေးတာပေါ့။ဒါပေမဲ့နည်းနည်းတော့ဝမ်းနေသေးရဲ့လို့ပြောလိုက်တဲ့အချိန်မှာတော့ကဘာကြီးကဝမ်းနေမှုတွေနဲ့ပြင်းနေတယ်။မင်းကအဲ့ဒီကဘာကြီး ီးကိုပြောင်းလဲပေးရမှာလို့ပြောလိုက်ပါတယ်။ဒါကလည်းဘလို့လို့ဖြစ်နိုင်မှာလဲလို့မေးလိုက်တဲ့အချိန်မှာတော့မင်းသာဆိုရင်ဖြစ်နိုင်မှာပါ။ဒါပေမဲ့အခုမဖြစ်လဲရတဲ့တဆင်းချင်းတည်သွားပါ။ဘဝတင်မှာအလင်းရောင်ကိုရှာပါဘယင်ဂရေးဆိုပြီးတော့အတန်ကလည်းပြောက်သွားကသူအနေနဲ့တနည်းအားကိုရောက်လာပါတယ်။အာစတာရဲ့အဖြစ်ကလည်းအစီအအောင်ချင်းရဲ့ကဗျာလို့ကြောက်တဲ့ခါမှာတရေချောက်ခံနေရသလိုပဲသူအနေနဲ့ဝမ်းနဲ့တက်ခါမှာကဗာကြီးကဝမ်းနဲ့စရာလေးနဲ့ပြည့်နေရကိုသိလိုက်ရပါတယ်ဒီပိုင်းလေးကတော့ဒီမှာတင်ဆုံးသက်ထားပါတယ် episode 4ရဲ့ဆာမှာတော့ astadia အနေနဲ့ဒီနားမှာလူတွေရှိတယ်ဆိုတာကိုသိသွားတဲ့အခါမှာတော့သူအနေနဲ့သူ့ရဲ့စွမ်းအားကိုတုံးကအမြန်ဆုံးလိုက်ရှာပါတယ်။အဲဒီအချိန်မှာသူတွေ့လိုက်ရတာကတော့လူတချို့ကနှစ်တငယ်လေးကိုဖမ်းပြီးတော့ရောင်းစားဖို့လုပ်နေတာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်။အဲဒါကိုကြည့်ပြီးအရင်တခါဓမ္မတွေတိုက်တုံကအမျိုးသမီးနဲ့ကလေးတွေကိုမတီးစင်းနဲ့ကျွန်းဖြစ်ရောင်းစားလို့ရတဲ့ဈေးပေါ်သွားလိမ့်မယ်ဆိုပြီးတော့ပြောတာကိုပြန်ကြားရအောင်ပြီးတော့သူ့ကိုကျွန်းဖြစ်ရောင်းစားမယ်ဆိုတာသိသွားပါတယ်။အဲဒီနောက်သူတဲ့မကြည်မနဲ့ဖြစ်ကဆယ်လီဗီယာပြောခဲ့တဲ့စကားကိုတော့ပြန်မဲ့ရသွားပါတယ်။အဲဒီနောက်သူကလည်းငါနားလဲပါတယ်ဆယ်လီဗီယာဆိုက အရင်နောက်အာစာကပဲငါအနေနဲ့အဆုံမြင်တဲ့ခန်းစားချက်တွေကိုထိန်းချုပ်တာမခံနိုင်ဘူးဆိုပြီးပြောလိုက်ပါတယ်။အရင်နောက်အာစာတယောက်ကလည်းသူတို့အသားငါကိုမြို့သွားတဲ့လမ်းလေးပြရင်ကောင်းပါပဲဆိုပြီးတွင်းနေတဲ့အချိန်မှာပဲ အဲ့ဒီထက်ကတကောင်ကသူကိုဒီတိုင်းဘာမှမလုပ်ခွင့်နဲ့ရောင်းလို့ရှိရင်ကောင်းပါမလားဆိုပြီးတော့ပြောကဘာသာကလည်းသူ့အနေနဲ့ပြင်ဆင်ထားရတော့မယ်ဆိုကမန္တာကိုတွေကိုစုနေရတော့ထင်မြင်မှာဖြစ်ပါတယ်အဲ့ဒီလုံနဲ့ညာရောက်သွားတဲ့အချိန်မှာတော့သူလည်းအဆင်သင့်ပြေခါဘာလို့အဲ့ဒီ home wolf တွေကငြိမ်နေရတာလဲဆိုပြီးကြည့်လိုက်တဲ့အချိန်မှာတော့သူတို့ကိုမန္တာတွေနဲ့ထိန်းချုပ်ထားတာထင်မြင်မှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့တောင်းပန်ပါတယ်ငါမင်းတို့အုံချရမယ်ဆိုကသူတို့ကိုတကူကူနဲ့ပြစ်ပေါက်လိုက်တဲ့အချိန်မှာတော့သူတို့ရဲ့ထအော်တာကြောင့်လူတွေကလည်းတခြားကောင်တွေရောက်လာလိမ့်မယ်အဲ့ကောင်တွေကိုမြင်မြန်တိတ်ခိုင်းလိုက်ဆိုပြီးတော့ပြောတာကြောင့်လူတယောက်ကလာကအဲ့ဒီကောင်တွေကိုတိတ် းဖို့လာပြီးတော့ဆုံးသွားတဲ့အချိန်မှာပဲအာစာကအဲ့ဒီလူကိုပြင်းပလိုက်ပါတယ်။အဲဒီနောက်အာစာကလည်းသူ့တိုက်ခိုက်ခဲ့တဲ့လူစီကတားကိုယူလိုက်တဲ့အချိန်မှာပဲနောက်ထပ်လူတစ်ယောက်ကရောက်လာတာကြောင့်သူ့ကိုပါပြန်ပြီးတော့ရှော့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာတော့အာစတာကလည်းဒီခန္ဓာကိုယ်နဲ့ဒါမျိုးလုံးဝတော့တော့မမှန်တာပဲဆိုပြီးပြောတဲ့အချိန်မှာပဲနောက်ထပ်လူတစ်ယောက်လာတာကြောင့်သူလည်းအဲ့ဒီလူကိုဓာတ်နဲ့ပြေးခုတ်ပါတယ်။ဒီအချိန်မှာတော့ခေါင်းဆောင်တို့ထင်ရတဲ့လူထွက်လာကသူကမော်တုံးပြူသူလို့ပြောလိုက်တဲ့အချိန်မှာတော့အော်မင်းကရွှေဦးလေးပဲမင်းကိုကြောင်းမယ်ဆိုလို့ရှိရင်ဟိုကောင်မလေးထောင်မယ်ရင်ပို့ပြီးတော့ပတ်စံရလဲအောင်မယ်။မင်းကိုမသိစေရဘူးဆိုပြောက စတင်ဝင်တိုက်ခိုက်တဲ့အချိန်မှာတော့အာဆာကလည်းအလင်းစလိုရှောင်လိုက်ရပါတယ်။အဒီနောက်သူ့ရဲ့သူလည်းထပ်ဝင်တိုက်ခမရတဲ့အချိန်မှာတော့သူ့ရဲ့ဓာတ်နဲ့ပစ်ပေါက်လိုက်ပါတယ်။အဒီအချိန်မှာတော့ဟိုဘဲကြီးကလည်းဓာတ်ကိုဖန်ကသူ့ကိုစောင့်ကန်လိုက်ပြီးတော့ဇောက်ထိုးထွဲကခဲ့မင်းအခုပါလုံနိုင်သေးတယ်လို့မေးတဲ့အချိန်မှာတော့အာဆာကလည်းသူ့ရဲ့မီးမော်နဲ့သူ့ရဲ့ခြေောက်ကိုထိုးလိုက်တဲ့အချိန်မှာတော့မင်းကိုအသက်ရှင်လျက်မထားတော့ဘူးဆိုကဟိုဘဲကြီးလည်းပောက်ကွဲသွားတဲ့အချိန်မှာတော့အာစတာကလည်းသူ့ကိုကြိုးထားနဲ့ပစ်လိုက်တဲ့အချိန်မှာတော့နှစ်ဖူးကမှန်ကလျှော်သွားပါတော့တယ်။အဒီနောက်နောက်တစ်ယောက်ကလည်းသူ့ကိုမတက်ဖို့တားနေပေမဲ့လည်းအာစာကတော့လျှော်ပလိုက်ပါတယ်။အ ဒီနောက်သူကဖမ်းချုပ်ခံထားရတဲ့ကောင်းမလေးကိုကယ်လာတဲ့အချိန်မှာတော့သူ့ရဲ့အမြင်တွေကတစ်ချက်ဝေဝါးသွားပါတယ်အဲဒီအချိန်မှာတော့သူ့ကိုကိုသူနားမလည်နိုင်ဖြစ်သွားပါတယ်အဲဒီနောက်သူကိုဘေးကင်းသွားပြီဖြစ်ကြောင်းနဲ့ဟိုလူတွေကမတော်တဆခုမှုကြောင့်အကုန်လုံးအဲ့လိုဖြစ်ကုန်တာဆိုပြီးပြောလိုက်ပါတယ်အဲဒီအချိန်မှာပဲအာစာကခဏဆိုကခုနနောင်ကအလောင်းတွေကိုသွားပြီးတော့အုတ်တာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်အဲဒီအချိန်မှာတော့နတ်ငယ်မာလေးကလည်းဘာလုပ်တာလဲလို့မေးတဲ့အချိန်မှာကတော့အာစာကလည်းတချို့အရာတွေကကလေးတွေကိုမမြင်စေချင်တဲ့အရာတွေရှိရဲဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့နတ်ငယ်မာလေးကလည်းနင်းလဲကလေးမဟုတ်ဘူးလားဆိုပြီးတော့မေးလိုက်ပါတယ် အိမ်နောက်အာစာထွက်သွားဖို့ပြင်တဲ့အချိန်မှာပဲကောင်မလေးကသူ့ကိုဆွဲတာကကြောက်တယ်မထားခဲ့ပါနဲ့ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အာစာကလည်းငါလည်းအိမ်ပြန်ရအောင်မယ်လေးဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီအချိန်မှာပဲကောင်မလေးကလည်းဒီလိုမိန်မလာတဲ့ကိုတော်တယ်မှဒီတိုင်းထားခဲ့မလို့လားလို့ပြောလိုက်တဲ့အချိန်မှာတော့ဒီတော်ကမင်းတို့ F တွေသူကပို့ပြီးတော့လုံးစုံနဲ့မလာလို့မေးလိုက်ပါတယ်အဲဒီအချိန်မှာတော့ကောင်မလေးကလည်းကလေးတွေဆိုချက်ချင်းတစ်ပင်တွေကစားလိုက်မယ်ဆိုပြီးတော့ငါ့ရဲ့မိဘတွေကပြောထားတယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီအချိန်မှာတော့အာစာရဲ့တွေ့တဲ့မှာတော့တနေရာကိုရောက်နေကဟာလာအဆလို့ရှင်ထားခဲ့လို့မရဘူးပို့ဆိုပြီးတော့တွေးလိုက်ပါတယ်အဲဒီနောက်ဟာစာကလည်းဟွန home move တွေကိုကြည့်ကဒီကောင်လေးကိုငါဘလို့ထိန်းချောင်မယ်မသိဘူး S ရောချက်ချင်းဆိုတဲ့အချိန်မှာပဲကောင်မလေးက home move တွေကိုလှုပ်ပေးမှရမယ်မဟုတ်လို့ရှင်သူတို့ဒီနားမှာတေးသွားလိမ့်မယ်လို့ပြောလိုက်တယ်ဆိုတော့အစားကတိုက်ခိုက်လာရင်ဘလို့လုပ်မလဲလို့မလဲတော့သူတို့ကမတိုက်ခိုက်ပါဘူးဆိုတော့ home move တွေကိုလှုပ်ပေးလိုက်ပါတယ်အဲဒီနောက်အစားတို့လည်းနတ်တန်ငယ်လေးကိုလိုက်ပို့ဖို့အတွက်ခီးဆက်ကြပါတော့တယ်အဲဒီနောက်လန်ခီတထောင်လာတဲ့အချိန်မှာတော့အစားကဟုတ်သားပဲဒါနဲ့မင်းရဲ့နာမည်ဘလို့ခေါ်လဲလို့မေးလိုက်တဲ့အချိန်မှာတော့သူကထက်စီယာလို့ဖြစ်လိုက်ပါတယ်အဲဒီနောက်ထက်စီယာကိုသူချက်ထားတဲ့ဟင်းတစ်ခွက်ပေးကမင်းအနေနဲ့စားလိုက်တာကောင်းမယ်မစား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 မှမင်းအနေနဲ့လမ်းဆက်ချောင်း င်နိုင်မယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အော်စကားပြောပုံကကူးတဲ့တာပဲဆိုပြီးတော့ဆလီဗီယာသူ့ကိုပြောတာတွေကိုမှတ်ရသွားပါတယ်ထက်စီယာကလည်းအာစာချက်ကြည့်တဲ့ဟင်းရဲ့ရတာကိုမကြိုက်နေကအာစာကလေးယောက်ကတော့သူ့အနေနဲ့ဟင်းချက်ဖို့ဆိုလို့ရှိရင်အဟာရရှိရင်လုံတော့ပြီးရတာကအလောက်ကြီးမကြည့်ဘူးဆိုပြီးတော့တတ်မှတ်ထားတယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်အာစာတယောက်ကလည်းမင်းတို့ရဲ့လမ်းတငယ်တိုင်းမီကဘယ်လိုနေလဲလို့မေးလိုက်တဲ့အချိန်မှာတော့လမ်းတငယ်တိုင်းမီကပြောစရာကောင်းတယ်လေဒါပေမဲ့ငါ့ရဲ့အဖေနဲ့မေကတော့အလို့ရှုပ်တဲ့အတွက်ငါကငါအဖိုးနဲ့အထင်းတော်တွေနဲ့ပဲနေရတယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူ့ရဲ့နားကိုအကောင်လေးလာကတ်လိုက်တဲ့အချိ ိန်မှာတော့ချယ်ဆီယာကလည်းစိတ်ဝင်စားဖို့ကောင်းတယ်မှာနတ်သက်ငယ်တိုင်းပြည်မှာဆိုလို့ရှိရင်အများကြီးရှိတဲ့အမှတ်သားဖြစ်အတော်လေးတုံးကြတယ်ဆိုပြီးပြောပြလိုက်ပါတယ်အဲ့ချိန်မှာပဲဟွန်ဘူးတကောင်ကသူ့ရုပ်ကိုနောက်ကနေကြည့်နေရဆိုတော့အာစတာကတတိထားမိလိုက်ပါတယ်ညာဘက်ရောက်တဲ့အချိန်မှာတော့အာစတာရဲ့စိတ်ထဲမှာငါအဲ့ဒီကောင်လေးကိုတတ်ခဲလိုက်တင်တာဆိုပြီးတော့စိတ်ထဲမှာရေရွက်ခသူအနေနဲ့ချယ်ဆီယာကိုအိတ်ခိုင်းလိုက်ပါတယ်ချယ်ဆီယာကလည်းအာစတာကဟောဘာလို့မှလဲလို့မေးလိုက်တဲ့အချိန်မှာတော့သူကပြင်ဘက်ကနေစောင့်ပေးနေမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဆယ်လီဗီယာသူ့ကိုအတ်ထားတဲ့ယာလေးကိုထုတ်ကဘာလို့ဆယ်လီဗီယာကငါ့ကိုတအားထားခြင်းခဲ့တာလဲဆို ီမီကွန်းထုတ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲအာဆာကိုသက်စီယာကတကယ်မအိတ်လို့အဆင်ပြေရတာဆိုပြီးထွက်လာတာကြောင့်အာဆာကလည်းနင်းအခုချိန်ထိမသိသေးဘူးလားလို့မေးလိုက်ပါတယ်အဲ့ဒီနောက်သက်စီယာကလည်းနင်းလေးတွေးမိရဲ့ဆိုပေမဲ့နင်းနေတဲ့ဒီထဲမှာလာပြီးတော့ခင်းဆောင်လိုက်ပါလားဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အာဆာတယောက်ကလည်းသူတည်းရဲ့ကြောင်နေတယ်ဆိုတာသိသွားတာကြောင့်အထဲကိုဝင်လာပေးလိုက်ရပါတယ်အဲ့ဒီနောက်သက်စီယာကလည်းကြောက်လို့မဟုတ်ဘူးနော်လို့ပြောကအာဆာကလူသားတိုင်းမီကမလားရောက်ရှားတွေကွန်ကနှာဘူးတွေဖြစ်ပြီးတော့မိမတွေအများကြီးယူထားတယ်ဆိုဟုတ်လားဆိုပြီးတော့မေးလိုက်တဲ့ချိန်မှာတော့အာဆာကလည်းမဟုတ်ပါဘူးအဲ့ဒါကမျိုးရိုးမြင့်နေတာမိမ မတွေအများကြီးယူကြတာပါဆိုပြီးပြောလိုက်ပါတယ်အာစာကလည်းနတ်တငယ်တချို့လည်းနှာဘူးတွေရှိရမှာလားဒါပေမဲ့နင်နှာဘူးရဲ့အတိတ်ဘယ်ကိုတော့နားလဲရလားဆိုပြီးတော့အာစာကမိလိုက်တဲ့ချိန်မှာတော့မတည်ဘူးဆိုကအိပ်ပျော်သွားပါတော့တယ် အာစာတယောက်ကလည်းအင်းငါလည်းညီမလေးရှိရင်ဒီလိုပဲနေမယ်ဆိုပြီးတော့ပြောကမနေဂျီကိုရောက်သွားပါတော့တယ်။ဒီနောက်အာစာကပဲထက်စီယာကငါနဲ့တော်တော်နေသားကြလာတဲ့သူ့အနေနဲ့ကျွန်းကုန်းတွေကြောင်းလဲမိသွားပြီထင်တယ်ဆိုပြီးပြောကသူတို့အနေနဲ့ခီးဆက်လျှောက်လာပါတော့တယ်။အဒီလိုခီးဆက်လာရင်အာစာတယောက်အနေနဲ့မန္နာခိုးကြီးကနေခန်းခတဲ့နာကျင်မှုတစ်ခုကိုရတဲ့အချိန်မှာတော့အာစတာလည်းရုတ်တရက်လဲကြသွားကထက်စီယာကလည်းအဆင်ပြေရတာဆိုကသူ့အနေနဲ့စီးမြစ်တွေသွားရှာလဲအောင်ပဲဆိုပြီးပြောလိုက်ပါတယ်။အဒီလိုအချိန်မျိုးမှာအာစာတယောက်အနေနဲ့ဟွန်ဖုကိုတွေ့လဲရတဲ့အချိန်မှာတော့တော်တော်သုံးလို့သွားက ထက်စီရကိုနောက်ဆုံးနေဖို့ပြောလိုက်ပါတယ်အဲဒီချိန်မှာတော့ဟွန်မူကလည်းလူချီလာတဲ့တာကောင်ကိုအောက်ချကဘေးကိုထွက်သွားတာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်အဲဒီနောက်ထက်စီရကလည်းတခြားပေါက်ကျေစုချက်တာပဲဘာလို့လဲလို့မေးတဲ့အချိန်မှာတော့သူကလိန်မာလို့လေဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူတို့လေတဲ့ညစာကိုဟွန်မူကပေးသွားတဲ့တာကောင်ကိုစိုင်းနေပဲထက်စီရကတော့အကြိုက်တွေနေကအာစာကလည်းအင်းဟုတ်တဲ့ဒီရွယ်မှအသားတက်လို့လေဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ထက်စီရကပဲသူ့အနေနဲ့ဆေးသွားရာမတွေ့ခဲ့ပေမဲ့လေမိုးတွေတွေ့ခဲ့တယ်ဆိုတဲ့အကြောင်းနဲ့အဲဒီမိုးတွေကိုသူတို့နဲ့တဲ့ငယ်မျိုးတွေ တွေကရှိတဲ့အမျိုးသမီးတွေကစားရတာကြိုက်တယ်ဆိုပြီးတော့ထက်စီယာကလည်းအာစာကိုကျွေးလိုက်တဲ့ချိန်မှာတော့အာစာတယောက်ပိုင်မကောင်းဖြစ်သွားပါတယ်။အဲဒီနောက်အာစာကလည်းနားယူတဲ့ချိန်ရောက်တဲ့ချိန်မှာတော့မျက်ခွင်နဲ့လေးတယ်ဆိုပြီးပြောပြနေက တစီယာကလည်းသူ့အကြောင်းနေပြောနေပေမဲ့လည်းအာဆာအနေနဲ့မကြတော့ကသူ့အနေနဲ့အိပ်ပျော်သွားတာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်။အဲဒီချိန်မှာတော့တကယ်တမ်းဆိုလို့ရှိရင်ငားမှနင်းရဲ့အမကြီးမလားဆိုပြီးတော့သူ့ကိုဆောင်းချုံပေးလိုက်ပါတယ်။အဲဒီလိုနဲ့အာစတာတို့လည်းဆက်လက်ပြီးတော့ခီးထွက်လာကအာစတာအနေနဲ့ဝေဒနာကိုနာကျင်ခံစားရတော့မှဖြစ်ပါတယ်။အဲဒီချိန်မှာပဲတစီယာကလည်းအာစတာကိုတငယ်ချင်းလိုမျိုးအလိုခေါ်လို့ရလာတော့မေးလိုက်တဲ့ချိန်မှာတော့ရပါတယ်။အဲဒီချိန်မှာတော့အာစာကလည်းကျွန်တော်တို့နင်းကြတဲ့သုံးပြားလေးကိုအဲ့လိုပြောပေးတယ်။ဒါနဲ့ကျွန်တော်ကခြေသူးတင်ပါတယ်ဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့တစီယာကလည်းအဖိုးကြီးလိုဟာတာတွေလာပြောနေ နဲ့တော့ပြီးမပြောတော့ဘူးဆိုပြီးတော့ထွက်သွားပါတယ်အဲ့ချိန်မှာတော့အာစာကလည်းမိတ်ဆွေပေါ်ဆိုကအရင်ဘွားကအကြောင်းတွေကိုစဉ်းစားလိုက်ရင်လည်းပဲတက်စီယာကလည်းသူ့အနေနဲ့တခုခုတွေ့တာကြောင့်ပြောလိုက်တဲ့အချိန်မှာတော့အယ်လီယာနိုတိုင်းပြည်ကိုသွားတဲ့ဝင်ပေါက်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာတော့ဒီနောက်သူတို့လည်းအယ်လီယာနိုတိုင်းပြည်ရဲ့ကိုရောက်လာကနတ်တငယ်စစ်တီရဲ့လိုထင်ရတဲ့သူတွေကအာစာကိုရုပ်ရည်ဖန်ချုပ်လိုက်ပြီးတော့ဓာတ်နဲ့ရွေထားလိုက်တဲ့အချိန်မှာတော့တက်စီယာရဲ့အကြည့်တွေကိုတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာတော့အာစာတယောက်ချက်တည်တည်သွားပါတယ်အပီဆိုဒ်4လေးကတော့ဒီမှနေဆုံးသွားသွားပါတယ်